ဒီနေ့မှာတော့ကျမကဂျီဝမ်မိမိလေးအတွက်ပေါ့နော်ဂျီဝမ် test ပုံမှန်ပါတဲ့ grammar လေးတွေအဲသူ့ရဲ့သင်ကြားမယ့်ပုံစံလေးတွေပေါ့နော်အဲ့ဒါလေးကိုမျှဝေပြချင်တယ်။ကြည့်ပါမအောင်ဆိုကျွန်မတို့ class ကိုကြည့်ရအောင် W H A T post of as class ဒါဒီ class တတမ်းမဲ့ထွက်တယ် class အဲ့ဒါကဘာကိုရေးထားတာလဲဆိုလို့ရှိရင် what နဲ့ is ကိုချုပ်ပြီးတော့ရေးထားတာဖြစ်တယ် what is what is ဆိုတာက what is ပေါ့နော် what is ဆိုတာကသူကစာဆန်တယ်စာသားဆန်တယ်အခုကဒီ test book မှာအခုခုနောက်ပိုင်းစနစ်တက်မှာကျတော့ the speaking ဘိုင်းလေးလေးပါတာဖြစ်တဲ့အတွက် speaking ဘိုင်းကိုဦးစားပေးပြီးဒီ G1 မှာသင်ထားတာဖြစ်တဲ့အတွက် what လို့ပဲတဒံတည်းပြောပြီးတော့သင်ပေးပါ was where is ဆိုတာကိုမသိမိပါနဲ့နော်နောက်တစ်ခုက it is the it နဲ့ is နဲ့ပေါင်းထားခြင်းဖြစ်တယ် is it is ဒီနေရာမှာလည်းဒီလိုပဲ is ကိုတွေ့ရတဲ့အားနဲ့ကို it is လို့မတင်ပြပါနဲ့ဘာလို့လဲဆိုရှင်စကားပြောလေးတွေကိုသူကပြောတတ်အောင်မဆက်ကလေးတွတ်တွတ်ကလေးပြောတတ်အောင် is ဆိုပြီးတော့ပဲတင်ပြပါ is a bug is an apple ပေါ့နော် it is လို့မတင်ပြပါနဲ့နော်အဲ့ဒါလေးပြောခြင်းနဲ့ကဲနောက်တစ်ခုကကြတော့ a နဲ့ and A နဲ့ N ကလည်းအလိုမျိုးပဲ A နဲ့ N ကိုဘယ်လိုသင်ရမှာလဲ A နဲ့ N ဒီအတိတ်ဘက်ကအတူတူပဲတခုတကောင်တယောက် N apple ပန်းဒီတလုံး a cat ကြောင်တကောင်နော်တခုတကောင်တယောက်ကိုပြောတာပြောတာပဲဖြစ်တယ်သူတို့တွေကလည်းဒီ A နဲ့ N ဒီတခုတကောင်တယောက်လို့သိတယ်ဆိုရှင်လုံလောက်ပြီဒီနေရာမှာအဲဒီအရွယ်လေးတွေကိုဒီ အင်းနဲ့အန်နဲ့ရူးနဲ့အများကြီးပြောလိုက်လို့ရှိရင်တို့တွေကအလောင်းထိဟိုနားမလဲသေးဘူးပေါ့နော်နားအရန်ရှုပ်သွားမှာမို့လို့အဲတင်ပေးချင်တယ်ဆိုလို့ရှိရင်တော့ဒီ A E I O U ဆိုတဲ့ဒီတရတွေရဲ့ရှိမှာတရတွေပါတယ်ဆိုရင်တော့ and ကိုတုံးပေးရမယ်ဒီတရတွေမပါဘူးဆိုလို့ရှိရင်တော့ e ကိုတုံးပေးရမယ်အဲအတက်လောက်လေးတော့တင်ပေးလို့ရတယ် နော် rule တွေကတော့အများကြီး a နဲ့ n ကိုတဝမ်းမဲ rule တွေကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီအရွယ်မှာတို့လေးကိုဒီ a နဲ့ n တစ်ခုတစ်ကောင်တစ်ယောက်ဖြစ်တယ်အဲဒီထက်ပိုပြီးသိချင်တယ်ဆိုလို့ရှိရင်အဲဥပမာ apple a p p l e apple ပန်ဒီဒီမှာဆိုလို့ရှိရင် e 3မလား n 3မလားအဲ့ဒါဆိုလို့ရှိရင်ဒီမှာ a တွေ့တဲ့အတွက် a e i o u ဖြစ်တဲ့အတွက် n ကိုတုံးမယ်အဲအဲ့လောက်လေးသင်ပေးရင်လည်းသင်ပေးတယ်ဆိုရင်ပဲလုံလောက်ပြီเนาะ ဒီမှာဆိုရင်လည်း cat c a t cat ကဲ e သုံးပါလား n သုံးပါလားဒီမှာ e e r o u မဟုတ်တဲ့အတွက် e ကိုသုံးမယ်အဲအဲ့လောက်လေးသိတယ်ဆိုရင်ပဲလုံလောက်ပြီနောက်တစ်ခုကကြတော့အ he ရဲ့နောက်ခုကြတော့ he she his her နော်ဒါလေးကိုလည်းသူတို့ကိုကွက်ကွက်ပြပြလေးတင်ပြစီခြင်းနဲ့အဲဘယ်ချိန်မှာဟီသုံးမလဲယောက်ျားလေးဖြစ်တဲ့အချိန်ယောက်ျားလေးဖြစ်နေတဲ့အချိန်ဆိုရင်ဟီသုံးမယ်နာမည်မသုံးခြင်းလို့ဟီကိုသုံးတယ်နော်ရှီဆိုရင်လည်းအဲ့လိုပဲမိန်းကလေးဖြစ်တဲ့အချိန်မှာသုံးတယ်နာမည်မသုံးခြင်းလို့ရှီကိုသုံးတယ်ဟီနဲ့အရှိလေးကိုကွက်ကွက်ပြပြလေးအဲတင်ပြလို့ရတယ် his နဲ့ဟာလည်းအဲ့လိုမျိုးပဲယောက်ျားလေးဖြစ်လို့ his ကိုသုံးတယ်သူ i အဲသူ i အဲ့လိုလေးမြန်မာလေးလိုလည်းပြောပြီးတော့သူ i သူ ူဤဆိုလို့ရှိရင်ဘာကိုသုံးမလဲယောက်ျားလေးဖြစ်တဲ့အတွက် his ကိုသုံးမယ်ဒါဆိုရင်သူမဤသူမဤနော် main ကလေးဖြစ်တဲ့အတွက်ဘာကိုသုံးမလဲ her ကိုသုံးမယ်အဲအဲ့လိုလေကွက်ကွက်ပြပြလေးသင်ပေးတယ်ဆိုရှင်ပဲကိုယ့်ရဲ့ကလေးတွေကဒီ grammar အခြေခံဘိုင်းလေးပေါ့နော်ဒါလေးကလည်း grammar ပဲလေအခြေခံဘိုင်းလေးကို ပို့ပြီးတော့နားလည်ပြီးရင်နားလည်သွားပြီးတော့ဒီလာမဲ့ grade နော်ဒီ shift term grade မှာသူတို့က grammar ကိုပို့ပြီးတော့ ရင်းနှီးသွားလိမ့်မယ်ဒါကတော့ကိုကအစလေးပြိုးပေးလိုက်တဲ့သဘောပဲเนาะနောက်ထပ်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်